င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဂံကောနှမ်းခါကျေးရွာစေကန်းကိုစစ်တပ်ကဘုံကျဲမှုကြောင့်ဆရာဝန်ကြီးဒေါက်တာမြတ်စိုးအောင်ကိုဝန်ဆောင်ဇနီးတဲ့ဒေါခိုင်နှင့်ဝင်နဲ့တားငယ်အပါဝင်ပြည်သူ၁၂ဟာတည်ဆုံခဲ့ရပါတယ်။ပဲခူးတိုင်းမှာ AAPDF ဖြုတ်ချပွဲနဲ့စစ်တပ်ထောက်ခံပွဲပြုလုပ်ရန်အတွက်စစ်ကောင်စီကပြည်သူတွေကိုချင်းချောက်ဆင့်ခေါ်နေတဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းတဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့မကွေးတိုင်းဂံကောမြို့နယ်နှံခါကျေးရွာစစ်ပီကံကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့ရမှာဆရာဝန်ကြီးဒေါက်တာမြဆိုအောင်ကိုဝန်ဆောင်ဇနီးတဲ့ဒေါက်ခိုင်နှင်းဝင်တဲ့တားငယ်အပါဝင်ပြည်သူ၁၂ဦးဟာတည်ဆုံးခဲ့ရတယ်လို့ရောအလင်းလန်းကကိုဘာကောင်းကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။ ပြီးခဲ့တဲ့မတ်လ22ရက်နေ့မနေ့8နိုင်38မိနစ်လောက်ကအကြဖက်စစ်ကောင်စီရဲ့မိတီလာလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးကဘုံကျဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတိုက်ခိုက်မှုကြောင့်စေပေကန်တွင် ဆေးဝါးကုသပေးနေတဲ့ကိုဝန်ဆောင်ဇနီးတဲ့ဆရာဝန်ကြီးမိသားစု၃အပါဝင်ဆေးကမ်းမှာလာရောက်ပြသနေကြတဲ့ပြည်သူရှင်ဦးစုစုပေါင်း၁၁ဦးဟာတည်ဆုံခဲ့ရပြီး၆ဦးဟာဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။လေရင်နဲ့ဘုံကျဲခံရမှုကြောင့်ဆေးပေးကမ်းဟာမီးလောင်ပျက်စီးခဲ့ရပြီးအနီးနားကနေအိမ်တွေလည်းပျို့ကျပျက်စီးခဲ့ရလို့လည်းသိရပါတယ်။လန်ခါကျေးရွာကိုအကြက်ဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအခုလိုဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအပြစ်မဲ့ပြည်သူ ူတွေကိုရွေချက်ရှိရှိနဲ့ဘုံကျဲတတ်ဖြတ်လိုက်တာလည်းဖြစ်ပါရဲ့ရှင်။ ဒီတကမှာတော့အကျန်းဖက်စစ်ခေါင်းဆောင်မေအောင်လိုင်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်မဲ့ Bin's Step အစည်းအဝေးကိုတက်ရောက်မယ်ဆိုပြီးတော့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားကြပါတယ်။ထိုင်းနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပမဲ့ Bin's Step အစည်းအဝေးတက်ရောက်ဖို့အတွက် April 3ရက်ကနေ4ရက်နေ့ထိဘန်ကောက်မြို့ကိုလာရောက်မှာဖြစ်ပြီး Bin's Step အစည်းအဝေးရဲ့6ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်မဲ့မေအောင်လိုင်ဟာ အာနာသိမ့်ပြီးနောက်ပိုင်းမှာထိုင်းနိုင်ငံကို ပထမဆုံးလာရောက်တာလည်းဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးကိုထိုင်းဝန်ကြီးချုပ်ကတဘာပတိအဖြစ်တာဝန်ယူကျင်းပမှာဖြစ်ပြီးဘင်းစတက်အဖွဲ့ဝင်နိုင်ငံတွေနဲ့တက်ရောက်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ဘင်းစတက်အဖွဲ့ဝင်နိုင်ငံတွေထဲမှာအိန္ဒိယတိရီလင်ကဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါနဲ့ထိုင်းနိုင်ငံတို့ပါဝင်နေတာလည်းဖြစ်ပါရဲ့ရှင်။ ပဲဂိုတန်အတင်းတဘောကိုတန်ဆက်ပေးကြပါရယ်ပဲဂိုတန်တာရီခန်ကမြို့နယ်အချို့မှာအကြက်ဖက်စစ်တပ်က AA နဲ့ PDF ရှုံချပွဲနဲ့စစ်တပ်ထောက်ခံပွဲပြုလုပ်ဖို့အတွက်ကျေးရွာတွေကိုဝင်ရောက်စီးနင်းပြီးတအိမ်ကိုလူတယောက်တရမယ်လို့ချင်းချောင်နေတဲ့အတွက်ကြောင့်ပြည်သူတွေမှာတင်းရှောင်နေရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မတ်လနဲ့ဧပြီလအတွင်းတာရီခန်အတွင်းကမြို့နယ်အချို့မှာအကြက်ဖက်စစ်တပ်က ထောက်ခံပွဲပြုလုပ်ဖို့အတွက်လူစုဆောင်နိုင်ခြင်းမရှိတာကြောင့်အကြမ်းဖက်တပ်သားတွေကကြေးရတွေကိုဝင်ရောက်ဆင်းနေပြီးတအိမ်ကိုတဦးနှုံတယောက်ရမယ်လို့လိုင်းလံချင်းချောက်ပြောဆိုနေတာလည်းဖြစ်ပါတယ်။ဂျပန်စစ်တပ်ကကြေးရတွေကိုဝင်ရောက်ဆင်းနေစဉ်မှာပြည်သူတွေကလူငယ်တွေကိုလာရောက်ပေါ်တာဆွဲဖမ်းဆီးတယ်လို့ထင်မှတ်ပြီး ထွက်ပြေးတင်းရှောင်နေကြတာလည်းဖြစ်ပါတယ်။ဂျပန်စစ်တပ်ကတော့ပြည်သူတွေထောက်ခံပွဲကိုလောက်ချင်းမရှိရင်စစ်မှုရန်ဥပဒေနဲ့ချင်းချောက်တာတနက်ပြချင်းချောက်တာတွေလုဆောင်နေရလို့လည်းသိရပါတယ်။လက်ရှိအချိန်မှာဂျပန်စစ်တပ်ဟာဗကိုးတိုင်းနဲ့ရခိုင်ဆက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထိခိုက်သေဆုံးမှုများပြားနေပြီးစစ်ကောင်စီတပ်သားတွေလည်းစိတ်ဓာတ်ကျဆင်းနေတဲ့အတွက်ပြည်သူတွေကစစ်တပ်ကိုထောက်ခံမှုအပြေအဝရှိကြောင်း ပြသနိုင်ရန်နဲ့စစ်တပ်ခုံအားပေးနိုင်ရန်အတွက်လို့ဆိုကာအကြက်ဖက်စစ်တပ်ထောက်ခံသူတွေကတပ်ထောက်ခံပွဲပြုလုပ်ဖို့ဥဆောင်စီစဉ်နေတာလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်းအဲ့လိုတပ်ထောက်ခံပွဲတွေပြုလုပ်ရင်းလဲတော်လဲတစ်ဖက်ဝင်တွေတက်ခိုက်လာမှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်အရက်ဝတ်လက်လက်ကင်တွေကိုလည်းအကြက်ဖက်စစ်တပ်ကထားရှိဖို့စီစဉ်နေရလို့လည်းသိရပါပါရှင့် ဆက်လက်ပြီးတော့ဘကိုးတိုင်းရန်ကုန်ပြည်လမ်းပန်းကအကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းဂိတ်တိုက်ခတ်ခံရပြီးတဲ့နောက်မှာစစ်တပ်ကညအချိန်တောလာခွင့်တွေကိုပိတ်ပင်လိုက်ပြီးပြစ်မဲ့ပေးထားတယ်လို့ရန်ကုန်ခေတ်ကစုံစမ်းသိရှိထားပါတယ်။မလ20နှစ်မှာမင်းလာမြို့နယ်စစ်ကွင်းမြို့အုတ်တွင်းကျေးရွာနီးရန်ကုန်ပြည်လမ်းပိုင်းမှာအထိုင်ချထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကွင်းတာစုံစစ်စေးကိုတာရီခန်တရင်383ညနဲ့တက်ခွဲနှစ်ကရဲဘော်တွေကဝင်ရောက်တက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား၈ဦးဟာတေသွားခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတက်ခတ်မှုဖြစ်ပွားပြီးရနောက်မှာမက်လာ22ရက်နေ့ကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ကရန်ကုန်ပြည်ကားလမ်းကိုညအချိန်သွာလာခွင့်ကတ်သက်ပိတ်ပင်လိုက်တာဖြစ်ပြီးစစ်တပ်ဂိတ်တွေကိုည6နိုင်ကနေမနေ့6နိုင်အတွင်းပြည်သူတွေတွာလာခွင့်ပိတ်ပင်လိုက်ကမတင်ကာရင်ပြစ်ခတ်မှုတွေလှုပ်ဆောင်နိုင်ပြီး ပြစ်မိန်ပါပေးထားတယ်လို့လည်းသိရပါဗျ။အဲဒီတခတ်မှုခံရမှုအတွင်းမှာလည်းအကြမ်းဖက်တပ်သားတွေကအလံပြိုထောင်ပြီးစစ်ကွေးမျိုးတွေကိုထွက်ပြေးတာကိုစစ်တပ်အရာရှိတွေကဒေါသထွက်နေကြပြီးမင်းလာမြို့နယ်ထွေအုပ်ရုံးကဗိုလ်ကြီးတဦးကိုလည်းတောင်ဝန်ဝတရားပို့ရုံမှုနဲ့ဖန်စီစစ်စေးနေရလို့လည်းသိရပါဗျ။လက်ရှိချိန်မှာအကြမ်းဖက်တပ်သားတွေဟာမင်းလာမြို့နယ်စိန်ကန့်လန့်ရွာအခြေဆိုင်ခလာရတိတရဲမှာ PDF တပ်ဖွဲ့တွေလာရောက်တိုက်ခိုက်မှာကိုကြောက်လန့်ပြီး တရင်ပတ်ပတ်လည်းမှာလဲကင်းတဲတွေဆောက်လုပ်နေပြီးမြို့ပေါ်မှာလဲဘန်ကာတွေထတ်တိုးလှုပ်ဆောင်နေရလို့လည်းသိရပါတယ်ရှင်။ရန်ကုန်ကတရင်တပုတ်ကိုတက်ဆက်ပေးကြပါရစေ။ရန်ကုန်မြို့လေကောင်ဘဘဲတန်းမြို့နယ်မဟာဗန္ဓုလာလမ်းမှာပေါ့ ရွှေဘုံသာလမ်းလန်28လမ်းကြားကတိတ်ရှင်ရွှေစံဓမြတက်ခံရပြီးရွှေတွေပစ္စည်းတွေပါသွားတယ်လို့ရန်ကုန်တိုင်းရွှေကုံတွေတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။မနေ့ကမတ်လ23ရက်နေ့မနေ့8နိုင်လောက်မှာရွှေဘုံသာလမ်းလန်28လမ်းကြားကအဲ့ဒီနေရာမှာဖွင့်ထားတဲ့တိတ်ရှင်ရွှေစံကို လူတချို့ကဝင်ရောက်ဓမြတက်ရံမှာရွှေတွေအချို့ပါသွားတယ်လို့လည်းသိရပါရတယ်။ရန်ကုန်မြို့ကန်တွေရဲ့ပြောဆိုချက်အရကတော့ရန်ကုန်မြို့လေကောင်မှာအခုရက်ပိုင်းမတ်လ28ရက်နေ့တပ်မတော်နေ့အတွက် ်စစ်တပ်နဲ့ရဲတွေနဲ့လုံခြုံရေးတွေ့မြင်ထားပြီးနေညာမြွေလုံခြုံရေးတင်းကျပ်ထားချိန်မှာအခုလိုဓမြတိုက်ခံရတာဖြစ်တယ်လို့လည်းဆိုထားပါဗျ။မနေ့ကညနေပိုင်းမှာတော့ရွှေစံဓမြတိုက်သူတွေကိုဖမ်းမိသွားပြီလို့တိတ်ရှိန်ရွှေစံကလူမှုကွန်ရက်ဆက်မနာမှာတရားဝင်ပြောဆိုထားသလိုစစ်ကောင်စီနဲ့နီးစပ်တဲ့မီဒီယာတွေမှာလည်းဓမြတိုက်ရမှာပါဝင်တဲ့အမျိုးသား၄ယောက်ကိုဖမ်းမိပြီးသက်ဆိုင်ရာရဲစခန်းမှာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေရလို့လည်းဖော်ပြထားပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အမေရိကန်ပြည်ထောင်စုမေရီလန်းပြည်နယ်မှာပြုလုပ်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူကင်အရစ်ကိုကိုထင်လင်းနဲ့မြန်မာလူထုတွဲဆောင်ပွဲကနေရန်ပုံငွေစုစုပေါင်းအမေရိကန်ဒေါ်လာ၄000နီးပါးခန့်ရရှိခဲ့လို့ကင်အရစ်ကပြောပါရယ်အဲ့ဒီရန်ပုံငွေပွဲကိုမတ်လ22ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးအဲ့ဒီရန်ပုံငွေပွဲမှာကင်အရစ်တိခတ်ခဲ့တဲ့ဂီတာကိုလေးလံတင်ခဲ့ရမှာ ကိုရင်အင်းနဲ့မက်နီလာမြင့်တို့ကအမေရိကန်ဒေါ်လာ1888နဲ့လေးလံရရှိခဲ့လို့လည်းသိရပါဗျ။ဒါအပြင်ဒေါ်ဆန်းစုကြည်နဲ့ကင်အရစ်ပုံပကြီးကားကိုလည်းဒေါ်လာ9000ဒေါ်ဆန်းစုကြည်ပုံပါတဲ့ပြက်ကရင်ကိုဒေါ်လာ1900တို့နဲ့လေးလံအောင်သွားခဲ့လို့လည်းသိရပါဗျ။အ ဒီရန်ပုံငွေမှာထောက်ဝင်ကြမှုတွေဟာ Kim Harris ကသူ့ရဲ့လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့ project တွေအတွက်ရရောတဲ့လူရမ်းမှုတွေဖြစ်ပြီးလိုအပ်နေတဲ့ data တွေကမြန်မာပြည်သူတွေအတွက်သူ့ရဲ့ဝန်တာမှုကဖော်မပြတဲ့အောင်ပါပဲလို့လည်းပြောကြားထားပါဗျ အမေရိကန်ဒေါ်လာ8000ကျော်နဲ့လေလံရရှိခဲ့တဲ့အပေါ်မှာလည်းခေမအရစ်ကဂီတဟာသူ့ကိုအမြဲစိတ်ပျော်ရွှင်စေပြီးနှွေးထွေးစေတယ်လို့လည်းပြောကြခဲ့ပြီးနှွေးထွေးကူညီကြတဲ့မေရီလန်းပြည်နယ်ကမြန်မာမိသားစုတွေရဲ့ဂီတရဲကဝါရှင်တန် DC ခီးစဉ်ကို ပုံမိုပြီးအတိတ်ပဲပြည့်စုံစေကအားဖြစ်စေခဲ့တယ်လို့လည်းခေမအရစ်ကပြောပါတယ်ရှင့် ဟုတ်ကဲ့ပါရှင်။ဒါအားရရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရကျေးဇူးတင်ပါတယ်ရှင်။ကျွန်မညပါ။